မင်္ဂလာပါဒီပီပီရဲ့ဖက်ချက်စီစဉ်နေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကြားဖြန့်ကြရထဲခခေဘက်ကထွက်ပြေးသူတွေဟာ PDF တွေလားကရင်ပြည်နယ်ဖက်အံမှာ KNU ကပြစ်လို့ပြည်သူတွေထိခိုက်ခဲ့သလားချင်းပြည်နယ်စဲထံဒေသမှာဘုံကျဲခံရတာ PDF တွေလားစရတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တက်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတို့သတင်းအမှားတွေဝေခွဲရခန့်နေ GBB Fact Check Facebook Page ကိုလာရောက်မြင်မြန်နိုင်သလိုသတင်းမှစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် GBB Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတက်ဆက်သူအိမ်မှာကရင်နယ်ခြားဆောင်တပ်ထိန်းချုပ်ထားတဲ့ KK ဘက်ကထွက်ပြေးသူတွေဟာ PDF တွေဖြစ်ပြီးခုခံနေလို့ drone နဲ့ချိန်မုံလိုက်ရတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ အော်တိုဘာလ24ရက်နေ့ကကြည်ရပလားကြည်ရပလားဆိုတဲ့ Facebook အကောင့်ကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာကရင်ပြည်နယ်မြရီမြို့နယ်ခခေပတ်ထဲကကြားဖြန့်လုတ်ကင်နေတဲ့အဆောက်အုံတွေကိုစစ်တပ်နဲ့ကရင်နယ်ခြားစောင့်တပ် BGF ပေါင်းပြီးဖောက်ခွဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။အော်တိုဘာလ23ရက်နေ့ကခခေပတ်ထဲမှာ ဖောက်ခွဲမှုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထွက်ပြေးသူတွေဟာကြားဖြန့်လုကင်သူတွေသာဖြစ်တယ်လို့ DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ KK ဘက်ထဲမှာ online လိမ်လည်မှုနဲ့ဒူးဆိုင်မှုတွေလှုပ်ဆောင်နေတယ်လို့အရင်ကတည်းကသတင်းတွေမှာမကြာခဏဆိုသူတို့ဖော်ပြခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံသားတွေလည်းပါဝင်ပတ်သက်နေတာပါ။ဒါအပြင်ဆက်အုပ်စု lobby channel တွေမှာလည်းကြားဖြန့်တွေကိုမဖမ်းသေးဘူးလားစစ်မှုထမ်းတွေထည့်လို့ရတယ်ဆိုပြီးဖြန့်ဝေနေတာတွေရှိနေပါတယ်။ ဒါကြောင့်ကရင်နယ်ချဆောင်တက် ထိမ့်ချုပ်ထားတဲ့ KK ဖက်တဲကထွက်ပြေးသူတွေဟာ PDF တွေဖြစ်ပြီးခုခံနေလို့ drone နဲ့ချေမှုန်းလိုက်ရတယ်ဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားသာဖြစ်ပါတယ်။ online ကနေဖြန့်ဝေမှုများတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ် င်းပြည်နယ်ဖအံမြို့နယ်ဖားပောင်ကျေးရွာကစာတင်နေတဲ့ဆီယာမအိမ်ကို KNU ကလက်နက်ကြီးနဲ့ပစ်လို့နှစ်ဦးသေဆုံးပြီး၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဗိုလ်ချုပ်မှုကြီးစစ်သွေး Facebook အကောင့်နဲ့မှိုင်းဝေ Telegram Channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာကရင်ပြည်နယ်ဖအံမြို့နယ်ဖားပောင်ကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်အုပ်စုကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတွေတည်ဆုံပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြီးကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာ KNU ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးတည်ဆုံသူတွေရဲ့နာမည်နဲ့အသက်တို့ကို ဖော်ပြထားတာဖြစ်ပါတယ်။ဒါအပြင်သတင်းဖော်ပြချက်တွေထဲမှာဒေသခံတွေနဲ့မြို့နယ်တာဝန်ရှိသူတွေကိုပါမေးမြန်းပြီးသတင်းဖော်ပြထားတာတွေ့ရှိရပါတယ်။ဒါကြောင့် ကရင်ပြည်နယ်ဖက်အံမြို့နယ်ဖားပောင်ကျေးရွာကစာတင်နေတဲ့ဆီယာမအိမ်ကို KNU ကလက်နက်ကြီးနဲ့ပစ်လို့နှစ်ဦးတိတ်ဆုံးပြီး၁၁ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြန့်ဝေနေတာဟာလူရဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။အမှန်တကယ်တော့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဟာစစ်အုပ်စုသားဖြစ်တာထင်ရှားနေပါတယ်။စစ်အုပ်စု lobby တွေဟာစစ်အုပ်စုကြောင့်ထိခိုက်တိတ်ဆုံးသူတွေများလာချိန်တိုင်းမှာ တော်လှန်ရေးအဖွဲ့တွေကလှုပ်ဆောင်ကြအောင်ဝါရဖြန့်ရေးတောင်းမှုတွေမကြာခဏဆိုတော့ဖြန့်ဝေနေတာပဲဖြစ်ပါတယ်။နေပြည်တော်မှာည7:25မိနစ်ကလှုပ်တဲ့ငလင်းဆိုပြီးရုတ်တံဖိုင်းတစ်ခုနဲ့ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ရေးပေါ်သတင်းဆိုတဲ့ Facebook page ကနေအော်တိုဘားလ16ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန်လည်မျှဝေသူတွေလည်းအများပြားရှိနေပါဗျ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်စစ်ကြည့်တဲ့အခါမှာ ရုပ်တံဖိုင်ဟာ AI နဲ့ဖန်တီးထားတဲ့ရုပ်တံဖိုင်ဖြစ်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ရုပ်တံဖိုင်မှာလိုက်ကန်နဲ့ဗီဒီယိုလဲကြတဲ့ပုံစံဟာပြင်းထန်တဲ့ပုံစံမျိုးဖြစ်နေပေမဲ့တခြားအပြက်အစီးတွေဖြစ်ပေါ်မှုရှိမနေပါဘူး။ဒါကြောင့်အော်တိုဘားလ16ရက်နေ့ကငလျင်လှုပ်ခတ်မှုဟာရှမ်းပြည်နယ်အတွင်းကကြောင်မဲဒေသမှာဖြစ်ပေါ်ခဲ့တာကိုသာမြမမြင်းငလျင်သတင်းတွေကိုဖော်ပြနေတဲ့ MM Earthquake အလမ်းမှာဖော်ပြထားပါဗျ။ ဒါအပြင်အရေးပေါ်သတင်းဆိုတဲ့ page ဟာ AI နဲ့ဖန်တီးပြုပြင်ထားတဲ့ရုပ်တံတွေကိုအများဆုံးဖော်ပြနေတဲ့ page ဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်နေပြည်တော်မှာအောက်တိုဘာလ19ရက်နေ့ည8:25မိနစ်ကငလျင်လှုပ်ခတ်သွားတယ်ဆိုတာသတင်းအမှားသာဖြစ်ပါတယ်။ဒီနေ့လိုခင်မှာ AI နဲ့ရုပ်တံနဲ့ဓာတ်ပုံတွေအလွယ်တကူဖန်တီးနေနိုင်တာမို့လို့ရုပ်တံတွေတွေ့တိုင်းဓာတ်ပုံတွေတွေ့တိုင်းကိုအလွယ်တကူမယုံကြည်လိုက်ကြဖို့အကြံပြုလိုက်ရပါတယ်။ မိုးကုန်းမြို့ဖျားငါးစုအနီးဝန်းကျင်မှာ TNL နဲ့ PDF တွေရှိလို့လေကြောင်းကနေဘုံကျဲတာထိခိုက်သေးဆုံးသူတွေဟာ TNL နဲ့ PDF တွေဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဟန်ငယ်ဦး Telegram Channel ကနေအောက်တိုဘာလ22ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြက်နှက်မှုလည်းများပြပါဗျ။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာမိုးကုန်းအရှိတ်ပိုင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ ဘောလုံးကစားနေကြတဲ့ကလေး၃ဦးတေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB နဲ့လွတ်လပ်ရေးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။မန္တလေးတိုင်းမိုးကုံမြို့အရှိပိုင်းဖះငါးစုအနည်းနဲ့ကံတော်ရက်ကွက်ကို စစ်ကောင်စီတပ်ကအော်တိုဘားလ21ရက်နေ့လယ်3နာရီလောက်မှာလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်၃ရောက်သေဆုံးပြီးပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့မြို့ကန်တွေကပြောပါတယ် စစ်ကောင်စီတပ်ကမိုးကုံမြို့ဖះငါးစုအနီးနဲ့ကံတော်ရက်ကွက်ကဖူဆယ်ဘောလုံးကွေးအနီးကိုဘုံတလုံးစီထမှန်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ပထမတလုံးကျဲချပြီးသိမ့်မကြခင်မှာနောက်ထပ်တလုံးလာကျဲတာဖြစ်ပြီးမြေကြီးတွေပါတုံနယ်လို့မိုးကုံမြို့ကန်ကပြောပါတယ်ဘုံကျဲမှုကြောင့်ကန်တော်ရက်ကွက်ဖူဆယ်ဘလုံးကွေးမှာဘလုံးကစားနေသူတွေသေဆုံးထိခိုက်တာရှိခဲ့ပြီးအရေးအတွက်အတိအကျကို DBB ကအတည်ပြုဖို့စ조사နေဆဲဖြစ်ပါတယ် စစ်ကောင်စီတပ်ကအော်တိုဘားလ20ရက်ညနေပိုင်းကလည်းမိုးကုတ်မြို့အနောက်ပိုင်းကကြောက်ဖားရွာနေမှာရှိတဲ့ကြက်ချံကိုလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ပါဘူးရှင် ထိခိုက်တိုက်ဆုံးခဲ့တဲ့ကလေးတွေဟာဖူဆဲဘော်လုံးကွင်းမှာဘော်လုံးကစားနေကြသူတွေဖြစ်ပြီးစစ်တပ်က Just Fighter နဲ့ဘုံလာကျဲချခဲ့တာလို့သတင်းတွေမှာဖော်ပြထားပါတယ်ဒီထိခိုက်တိုက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးဒေသခံတွေကမေးမြန်းပြီးသတင်းတင်ဆက်ထားတာဖြစ်တယ်လို့ ထိခိုက်ခဲ့တဲ့ကလေးတွေရဲ့တပ်ပုံတွေကိုပါဖော်ပြထားတာပါဒေသခံတွေရဲ့ပြောဆိုချက်နဲ့သတင်းတပ်ပုံတွေအရထိခိုက်သေဆုံးသူတွေဟာဒေသခံတွေနဲ့ကလေးတွေဖြစ်တာထင်ရှားနေပါတယ်ဒါကြောင့်မိုးကုံမြို့ဖျားငါးစုအနီးဝန်းကျင်မှာ TNL နဲ့ PDF တွေရှိလို့လေကြောင်းကနေဖုံးကျဲတာထိခိုက်သေဆုံးသူတွေက TNL နဲ့ PDF တွေဆိုပြီး ဖြန့်ဝေနေတာဟာသတင်းအမှားသာဖြစ်ပါတယ် ဆဲထန်ဒေသမှာရှိတဲ့ချင်း PDF စခန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လိုက်တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော်နောင်ရုတ်ဟစ်တိုင်းနဲ့ True Media စတဲ့ Telegram Channel တွေကနေအော်တိုဘလ22ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာချင်းပြည်နယ်ဆဲထန်ဒေသဇာထဲကျေးရွာစာတင်ကြောင်းကိုစစ်တပ်ကအော်တိုဘလ22ရက်နေ့က လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာရင်းသတင်းဌာနတွေနဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းအဆောက်အုံထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီလိုမျိုးစာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီးစဲထံကောင်းစီကလည်းပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့စာထုတ်ပြန်ထားပါသေးတယ်။ ဒါကြောင့်ဆဲထန်ဒေတာမှာရှိတဲ့ချင်း PDF စခန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တယ်ဆိုပြီးဖြန့်ဝင်နေတာဟာသတင်းအမှားသာဖြစ်ပါတယ်။အမှန်တကယ်တော့လေကြောင်းဘုံကျဲတိုက်ခိုက်ခံရတာဟာစတင်ကြောင်းသာဖြစ်ပါတယ်။ online user တွေအနေနဲ့ပြက်နှက်မှုများတိုင်းချက်ချင်းယုံကြည်လိုက်တာမျိုးမဟုတ်ဘဲနဲ့လွတ်လပ်ပြုံးကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာဖော်ပြထားတာနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထက်မှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြရမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် TVV Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပိုင်းနဲ့ TVV Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။